ပဝင်ချင်းထိန်းသိမ်းလိုအပ်ချက်တွေကိုလွယ်ကူရှင်းလင်းအောင် လုပ်ဖို့နဲ့ဂျိုးနီစနစ်ရှော့ချရေးစီစဉ်တွေကို EU ကပုံတုံးတွေမှာထုတ်ပေါ်ကြေညာလိုက်ပါတယ်။ဘရဆဲလ်ကမကြာသေးခင်နှစ်တွေကချမှတ်ခဲ့တဲ့စီမံဥပဒေတွေကိုပူညံပူညံကန့်ကွက်ခဲ့ကြပြီးတဲ့နောက်အခုလိုမျိုးလေယာကဏအတွက်ဆုလက်အဖြစ်ကန့်လန့်ခံလိုက်ရတာဖြစ်ပါတယ်။ ထိန်းချုပ်ရေးနဲ့အုပ်ချုပ်ရေးဝန်တော်ဝန်ပိုးတွေကိုပြစ်မှတ်ထားဖို့ရည်ရွယ်တဲ့အစီအစဉ်တွေကြောင်းတနှစ်ကို1.8ဘီလီယံယူရိုဒေါ်လာအားဖြင့်2ဘီလီယံအထိလက်သမားတွေနဲ့အမျိုးသားအုပ်ချုပ်ရေးအဖွဲ့အစည်းတွေအတွက်တက်တာသွားလိမ့်မယ်လို့ဘရက်ဆဲလ်ကပြောထားပါတယ်။ ကျိုးနီစနေလျှော်ချတာကအရေးအကြီးဆုံးကိစ္စကိုဆောင်ပေပြုလုပ်တာပါလက်ရလုပ်ငန်းအတွက်ပါဖြည့်သွင်းရမယ့်ပုံစံဆိုင်ရက်တွေအတွက်မဟုတ်ပါဘူးလို့ဥရောပသမဂ္ဂစီးပွားရေးကော်မရှင်နာမင်းကြီးဘယ်တီတွန်ရော့ဖ်ကစ်ကပြောပါတယ်ဥရောပကော်မရှင်ကမျှော်မှန်းထားတဲ့အပြောင်းအလဲတွေမှာ organic လေယာအဖြစ်အသိမှတ်ပြုလက်မှတ်ရထားပြီးသားလက်ရလုပ်ငန်းအလုံးက EU ရဲ့ထောက်ပံ့ခြေကိုရရှိဖို့သမဂ္ဂရဲ့အထူးသောပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုအပ်ချက်တွေကိုပြည့်မီတယ်လို့အလိုလျောက်သတ်မှတ်ခြင်းခံရမှာဖြစ်ပါတယ် ရှင်ပြန်နိုင်စွမ်းတိုးတက်စေဖို့အတွက်ပေးတဲ့ထောက်ပံ့ခြင်းအမျိုးအစားတစ်ဖြစ်တဲ့ယူရို9000တစ်ချိန်နဲ့ခန်းစားခွင့်နဲ့ နှစ်စားတိုးထားတဲ့နှစ်စဉ်တလုံးတခဲတဲ့ထောက်ပံ့ခြင်းအမြင့်ဆုံးသတ်မှတ်ချက်2500ယူရိုတို့ကိုလည်းခန်းစားခွင့်ရရှိစေဖို့တချို့သောပတ်ဝန်းကျင်ထိန်းသိမ်းရေးစီးပင်းဥပဒေတွေကနေကင်းလွတ်ခွင့်ကိုအသေးစားလည်သမားတွေကခန်းစားခွင့်ရမှာဖြစ်ပါတယ်။ထိန်းချုပ်လုပ်ငန်းတွေကိုဂျိုရုနယ်နည်းပညာသုံးပြီးအစဉ်ပြေချောမှုအောင်လှုံ့ဆော်သွားမှာဖြစ်ကမြေပြင်ကွင်းစင်စစ်ဆေးခြင်းတွေကိုလည်းလရာတစ်ခုကိုအများဆုံးတစ်နှစ်မှာတစ်ချိန်သာပြုလုပ်ရမှာဖြစ်ပါတယ်။အခုဆိုပြုချက်ကစီးပွားရေးတိုးတက်မှုကိုအဟံတာဖြစ်စေရလို့မြင်လာကြတဲ့စီးမြဥတွေကို လျှော့ချဖို့ EU ရဲ့ပုံမကျဲပြတဲ့ဆောင်ရွက်ချက်တွေရဲ့တစိမ့်တစ်ပိုင်းလည်းဖြစ်ပါတယ်။အခုအစီအစဉ်တွေကို EU လွှတ်တော်နဲ့အဖွဲ့ဝင်နိုင်ငံတွေကအတိပြုပေးဖို့လိုပါသေးတယ်။စာနယ်ရေးကာလုံလအောင်ထုတ်လုပ်နိုင်ရင်နဲ့တတ်တာတဲ့ဈေးနဲ့ရရှိနိုင်ရေးအတွက် EU ရဲ့ဘုံလဲရမူဝါဒအရလက်သမားတွေကိုထောက်ပံ့ချေရေးပေးရပါတယ်။တဘာဝကိုထိန်းသိမ်းဆောင်ရှောက်တဲ့အတွက်လက်သမားတွေကိုစုချတာလည်းဖြစ်ပါတယ်။ ဒီထောက်ပံ့ကအလွန်ကြီးမားပြီးတော့28နိုင်ငံပါတမကဘတ်ဂျက်ရဲ့သုံးပုံတစ်ပုံအထူးရှိပါတယ်။ဒါပေမဲ့လေသမားတွေကကုန်သွယ်ရေးအပေါ်မှာဘရက်ဆဲလ်ရဲ့ liberal ချင်းကမှုနဲ့ထိန်းချုပ်ရေးအလွန်မင်းပြုလုပ်ခြင်းတို့အပေါ်မှာကြာမြင့်စွာကလေးကပဲနာကျင်မှုရှိနေကြပါတယ်။လာပေါင်းများစွာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကလေသမားတွေဟာအုပ်ချုပ်ရေးဝန်ထုပ်ဝန်ပိုးတွေဝင်ငွေအပေါ်ညှစ်ထုတ်ရယူခြင်းနဲ့သူတို့ကမများတာဘူးလို့ယူဆတဲ့ပင်လယ်ရခြားပြိုင်ဘက်တွေအပေါ်မှာပုံမိုရော့ရဲတဲ့ထိန်းချုပ်မှုတွေပြုလုပ်ခြင်းတို့အပေါ်မှာစိတ်ဆိုးဒေါသထွက်ကြောင်းပြသခဲ့ပါ ါတယ်။လက်သမားတွေကဘရက်ဆဲလ်သမားတွေကိုပိတ်ဆို့တာ၊နှွားချိတွေပတ်ဖြန်းတာ၊ကျောက်တွေနဲ့ပေါက်တာတို့နဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။၂028ခုနှစ်ကနေ2034ခုနှစ်တွေအတွက် CAP နောက်အရစ်ဆွေးနွေးညှိနှိုင်းမှုတွေက EU အကြီးအကဲရဲ့ဒုတိယတက်တန်းအတွင်းမှာအကဲအဆက်ဆုံးသောအကြောင်းအရာတစ်ခုဖြစ်လာမှဖြစ်ပြီးဒီညှိနှိုင်းမှုတွေကိုဒီဇင်ဘာမှာစတင်မှဖြစ်ပါရယ်ရှင်။ လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။